ရပောင်း26ကြာစာငတ်ခံဆန္ဒပြခဲ့တဲ့ចောင်းသားកောက်សောកော်မိုက်ဆာပါဝင်សាငတ်ခံဆန္ဒပြနေတဲ့ចောင်းသားတွေနဲ့ဝင်းရံသူတွေဟာနွေဘလာ19ရက်နေ့ကစပြီးសាငတ်ခံဆန္ဒပြနေတာကိုယာယီရဆိုင်းလိုက်ပြီးဖြစ်ပါတယ်။ဒီလိုရဆိုင်းလိုက်တာဟာလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရွှေဝါရုံတန်ဃာတော်တွေနဲ့နိုင်ငံရေးအစိုင်းဝိုင်းကအစာငတ်ခံဆန္ဒပြနေတာကိုရက်တန့်မှုပြောလာတာကြောင့်ရဆိုင်းလိုက်တာပါလို့ကိုအောင်မိုင်းဆန်းကပြောပါတယ်။ နိုဝင်ဘာလ19ရက်နေ့နံနက်ပိုင်းမှာရွှေဝါရောင်တန်ကားတော်တွေနဲ့နိုင်ငံရေးအင်အားစုတွေကရန်ကုန်စေယုံကြီးမှာစေကူတမှုခံယူနေတဲ့ကိုအောင်မိုင်းစန်းကိုလာရောက်တွေ့ဆုံပြီးအစာငတ်ခံဆန္ဒပြနေတာကိုရက်တက်မှုပြောကြားခဲ့တာကြောင့်အစာငတ်ခံဆန္ဒပြတာကိုရက်ဆိုင်ခဲ့တာဖြစ်ပါတယ်။ကိုအောင်မိုင်းစန်းကသူ့တဦးရဲ့သဘောနဲ့ဆိုရင်အစာငတ်ခံဆန္ဒပြတာကိုရက်တက်မှာမဟုတ်ဘဲဒေါအောင်စန်းစုကြည်ရွှေဝါရောင်ဆရာတော်တွေနဲ့ နိုင်ငံရေးအတိုင်းအဝိုင်းအားလုံးကအစာငတ်ခံဆန္ဒပြတာကိုရက်တက်မှုပြောဆိုတာကြောင့်သူတို့တွေကိုလေးစားအသိမှတ်ပြုတဲ့အနေနဲ့ရက်လိုက်တာပါလို့ပြောပါတယ်သူရဲ့ရည်မှန်းချက်ဖြစ်တဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွမြောက်ဖို့အတွက်ကိုလည်းအခြားနည်းတွေနဲ့တောင်းဆိုသွားမယ်လို့ကိုအောင်မိုင်းဆန်းကပြောပါတယ်မင်းမင်းနဲ့အားကိုရှိအောင်ပြောလိုက်မှာပါတယ်ဆရာတော်တွေကြော်လာတယ်နော်ကြော်လာပြီးသူကတော့ဒီ ိုးရိမ်နေတဲ့ပေါ်တော့ဒီမြတ်တာစေတားလေးရောဒီအဆိုင်လေးကိုຢာရီဖြစ်ဖြစ်ပြီးပြီးနော်ဒီလာပြီးမြတ်တဲ့ရဲ့ခံတွေ့တော့သူတို့နဲ့ဒီပါလာတဲ့တခြားဘယ်နဲ့လို့ပေါ်ကံနဲ့ဖွဲ့စည်းနေတာနည်းရအောင်နော်ဖွဲ့စည်းနေတဲ့ပါလာတဲ့အခါကျတော့သူတို့ရဲ့မြတ်တာရဲ့ခံတွေနော်အဲမြတ်တာရဲ့ခံတွေအဲ့တော့သူတို့တွေမကောင်းဘူးမအနေတော်ဆက်ကြည့်ရတယ်ဝိရိယနဲ့တစ်ဆင့်ကျတော့မြတ်တာရဲ့ခံတာရှိတယ်အဘိ တခြားဖွဲ့စည်းတွေပေါ့နော်အဲနိုင်ငံကြီးတို့ကတခြားဖွဲ့စည်းတွေအဲဖွဲ့စည်းအားလုံးကလည်းမိတ္တရက်ခံတာရှိတဲ့အခါကျတော့ဒီဖွဲ့စည်းတွေအားလုံးရဲ့မိတ္တရက်ခံချက်ကိုကျွန်တော်တို့လည်းလေးစားတဲ့အနေနဲ့ခံယူရနေတယ်ကျွန်တော်ဒီဆိုင်ကဆရာကရာရင်ရဆိုင်ကအဲကျွန်တော်စာယူနိုင်ရတာဒီကျွန်တော်တောင်းဆိုရတဲ့တောင်းဆိုချက်တွေနေရာမချင်းဟလာရဆိုင်မှာမဟုတ်တဲ့ဆိုရင်ဒီအနေနဲ့တော့အဲ့ဒါလည်းအမှန်နဲ့ကျွန်တော်တောင်းဆိုချက်တွေကအခုချိန်ကြီးမရသေးဘူး တကယ်ဆိုဆက်သွားမယ်နော်ကျွန်တော်ဆန္ဒရဆက်သွားခြင်းကျွန်တော်ကျမရဲ့နေထားလည်းဆက်သွားလို့ရသေးတယ်လို့ယူကြည့်ဒါယူမဲ့ဒီအလုံးကဝိုင်းပြီးတော့မိတ္တရဲ့ခံချက်ကဒါပဲသူပြောအဲ့တစ်ချက်လေးစီလက်ရှိနိုင်ငံရေးအခြေအနေအပြောင်းလဲရတယ်ကျွန်တော်ခြေရင်းနဲ့အချိန်ခံလိုက်ပြီးတော့စဉ်းစားဖို့အဲ့ဘဝကိုအဆုံးတည်းလုံးတယ်လုံးနိုင်ဖို့ဆိုတာလည်းကျွန်တော်လည်းတုံ့တက်မိတယ်အလုံးပေါင်းပြီးတော့စဉ်းစားကြည့်တော့ ါလက်ပင်ခံတဲ့အခြေအနေကိုရုံကြီးရဲ့ကျွန်တော်ယာယီလက်ထက်ဒါပေမဲ့ငွေကြီးကတော့ညောင်းနေတဲ့ကျွန်တော်ခရှားမှုကတော့တခြားပုံစံနဲ့ဆက်ပြီးတော့သွားအောင်ပါလိုအပ်လာရင်ဒီဆန္ဒပြရတဲ့အစကကဆန္ဒပြရတဲ့ဒီလည်းလိုအပ်လာရင်ထပ်တော့အောင်ပါအဲ့မဲ့ဒါဒီချိန်မှာတော့ယာယီရအားမျိုးလို့တကယ်လို့ဒီအားလုံးစိတ်ချမ်းသာဖို့နော်သူတို့ပြောတာလည်းသိကြတဲ့အနေအထားတရားရှိလို့ကျွန်တော်ကြားသားရတယ် ဒါအပြင်အစာငတ်ခံဆန္ဒပြတာကိုယာယီရဆိုင်းလိုက်တာဖြစ်ပြီးအခြေအနေကိုစောင့်ကြည့်ကလိုအပ်ရင်လိုအပ်သလိုအစာငတ်ခံတိုက်ပွဲဝင်သွားမယ်လို့ဝန်ရံပြည်သူကိုမျိုးမျက်ဆန်ကလည်းအခုလိုပြောပါတယ်။ဒီကတော့တာနာဆန္ဒမျိုးတွေလည်းဒီလိုရခံနေပေါ့။အနာနီယာလည်းဒီတိုင်းကနေအင်းအမှုရတဲ့အခြေအနေတွေကလည်းဒီလိုရခံပုံမှန်လေးလာတော့အပြင်ခိတ္တကနာယာယီကျွန်တော်တို့ဆက်ဆံရမယ်။အဲဒါတော့ကျွန်တော်တို့ မနက်ကျနော်ဘောပိုင်းနာပြီးကြုတ်တယ်ဆိုတော့ဆောက်ကြည့်ဆောက်ကြည့်ဆောက်ကြည့်ရမယ်ခါပါဒီနေ့အခုချိန်မှာဆရာဝန်ကြီးရဲ့ရှင်းမပါပဲဆရာကြီးရဲ့ဆိုင်းအာဆိုင်းဆိုင်းဆိုတော့ကြည်ရတော့ အစာငတ်ခံဆန္ဒပြနေတာတွေကိုယာယီရဆိုင်းလိုက်တဲ့တာယာဝရီအချင်းထောင်ကចောင်းသားနဲ့ဝန်းရံပြည်သူ၄ဦးဖြစ်တဲ့ကိုအောင်မြင့်ဟန်ကိုစိုးမိုးနိုင် ကိုသိန်းကိုရဲထွတ်လွင်တို့ကိုလည်းကျမ်းမာရေးအတွက်စေကူတာဖို့နိုဝင်ဘာလ18ရက်နေ့မှာတာယာဝရီထောင်ကနေရန်ကုန်စေယုံကြီးကိုပို့ဆောင်မှုစီစဉ်ထားပါတယ်။ကိုအောင်မိုင်းဆန်းပါဝင်အစာငတ်ခံဆန္ဒပြနေသူတွေကိုရက်တန်းဖို့မြစ်တာရက်ခံကြောင်းနိုဝင်ဘာလ16ရက်နေ့ကရွှေဝါရောင်တန်ဃာတော်တွေနဲ့နိုင်ငံအင်အားစုတွေကကြေညာချက်ဆောင်ကိုထုတ်ပြန်ခဲ့ပါတယ်။